ရန်ကုန်ကနေရခိုင်ကိုလေကြောင်းနဲ့ပြန်လာသူတွေကိုကြောက်ဖြူကိုရောက်လို့ရှိရင်စစ်တပ်နဲ့ရဲကမြို့ပြင်ကိုထွက်ခွင့်မပေးတဲ့အပြင်မြို့ပြင်ကိုခိုးထွက်တဲ့သူတွေကိုလည်းဖမ်းဆီးထောင်ရှားကသူတို့စီကနေငွေကြေးလိမ်လည်မှုတွေရှိနေတယ်လို့ထောင်ဒဏ်ရှာမှတ်ခံရပြီးပြန်လည်လွတ်မြောက်လာတဲ့ဒေသခံအမျိုးသမီးတယောက်ကနရီစီယာကိုပြောပါရတယ်။ တချို့ကတော့ထောင်ရှားမာကိုစိုးရင်သာကြောင့်အာဏာပိုင်တွေကိုလက်ငွေပေးဆောင်ကြသလိုတချို့ဟာလည်းငွေမပေးနိုင်တဲ့အတွက် ထောင်ချသွားသူတွေလည်းရှိနေပြီးထောင်ရှားခံရမာကိုစိုးရင်ကရဲပါဝင်တာဝန်ရှိသူတွေကိုငွေပေးပြီးမှထောင်ရှားခံရသူအထဲမှာသူမတယောက်အပြင်နောက်ထပ်အမျိုးသမီးတယောက်လည်းရှိသေးတယ်လို့သိရပါဗျ။ကြောက်ဖြူမျိုးမရဲစခန်းမှာလက်ရှိအချိန်အထိဖမ်းဆီးခံထားရသူတွေရှိနေပြီးသူတို့တွေစီကနေစစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေဌာနဆိုင်ရာဝန်ထမ်းတချို့ရောက ငွေကြေးလိမ်လေးကတောင်းခံမှုတွေပြုလုပ်နေကြတာဟာလူအခွင့်အရေးကိုပေါ်တင်ရှုတ်ဖောက်ရာရောက်တယ်လို့မြို့ခံအမျိုးသမီးတယောက်ကလည်းသုံးသပ်ပြောဆိုပါရယ်။ကြောက်ဖြူမျိုးကနေမြို့ပြင်ထွက်ခွင်ကိုထောက်ခံစာခွင့်ပြုမိမပါပဲနေရက်ပြန်လို့ဖမ်းဆီးခံရလို့ရှိရင် အများစုဟာထောင်နှံတစ်လကနေနှစ်လအထိရှာမှတ်ခံရပြီးတချို့ကတော့6လကနေတစ်နှစ်အထိကြာခံနေကြရတာပါ။ရန်ကုန်ကနေပြန်လာသူတွေဟာကြောက်ဖြူမျိုးကနေတဆင့်ရေချောင်းကနေမြအူးကြောက်တော့ ရသေးတောင်မင်းပြမြေပုံပေါက်တော့မအီတောင်ကုတ်ရမ်းမြစားတဲ့အေးအေးထိန်းချုပ်ထားတဲ့နေမြေတွေကိုတွားရောက်နေကြတာလည်းဖြစ်ပါရဲ့ရှင်